ှင်ဆီယမမဝင်းမြင့်ရေးသားထားတဲ့ရီယော်မှန်းအိုင်ဆန်းရီပြားဆိုတဲ့ဝတ္ထုလေးကို အပိုင်း6အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အခန်း၈မခေရွှေယခုပြောင်းရွှေ့နေသောအိမ်သည်လူများများရှိကြသည်မဟုတ်အသက်80ကျော်အရွယ်ရှိအဖိုးကြီးနှင့်သူနှင့်ရွယ်သူဇနီးဖြစ်သူအဖွားကြီးဝေယဝန်းစားဆောင်ရွက်ပေးသည့်မြေရင်မိန်းကလေးတယောက်သာရှိသည်ပြည်စည်းဥစ္စာချုံငယ်ခြင်းဖြစ်တော်လဲယခင်ကမိသူကိုမြထမင်းလာကပေးကြွေးခြင်း တဲခိုခွင့်ပြုခြင်းမလုပ်ခဲ့ချေမခင်ရွှေအခက်ခဲကိုအเจ้าဆရာကြီးကပြောပြ၍မေတ္တာရက်ခံသောကြောင့်လက်ခံခြင်းဖြစ်သည်အเจ้าဆရာကြီးကထမင်းလာကပေးကျွေးသည့်အခြားခြားအိမ်ရှိတော်လဲအခြားထမင်းလာကပေးစားသူတွေပါရှိနေသောကြောင့်ရှင်းရှင်းလင်းလင်းဖြစ်သောအိမ်ကိုပြောပေးထားခြင်းဖြစ်သည်လူသူအထွက်ဝင်တွင်နေပါ၍ရှင်းလင်းအေးစိတ်ဒိတ်စိတ်သောအိမ်နေရာမျိုးမှာနေရာချပေးသောအเจ้าဆရာကြီးကိုလည်းမခင်ရွှေကျေးဇူးတင်ပါသည် သို့သောအင်ရှင်ဖိုးကြီးဖွားကြီးတို့နေပုံမှာရည်ပြိုင်ကဖွားရွှေရင်တို့သားမိလို့မဟုတ်ပဲမခင်ရွှေကိုဆက်ဆံပုံမှာစိတ်ကားသလိုရှိသည်ဟုမခင်ရွှေက ယူဆသည် အဖိုးကြီးဖွားကြီးမြေမင်းကလေးရွယ်မှာအသက်20ဝန်းကျင်မှာရှိနေပြီးဖော်ဖော်ရွယ်ရွယ်ပင်ဖြစ်ကြသည်မခင်ရွှေနှင့်ခင်ခင်မင်မင်ဖြစ်သည်ထို့ကြောင့်အဖိုးကြီးဖွားကြီးတို့နှစ်ယောက်ကစိတ်တရားဖြစ်တော်လဲမခင်ရွှေစိတ်စင်းရဲမှုဖြစ်လောက်အောင်မောက်မာခြင်းတော့မဟုတ်ဘဲ သူတို့ပင်ကိုအနေထားကပင်ဤသို့ဤသို့နေတတ်၍လားဒူဒီမဟုတ်သူတို့ဘဝဆက်ကြောင်းတွင် လူသူလေးပါးနှင့်စကားရှိကြမပြောရှင်သည့်အကြောင်းရှိနေ၍လားမခင်ရွှေကမျှတစွာတွေးမိသည်မိန်းကလေးကအဖိုးကြီးနှင့်အဖွားကြီးသမီးကမွေးခဲ့သူဟုသိရသည် မခင်ရွှေနှင့်မိန်းကလေးသည်ကျွမ်းဝင်ချစ်ခင်မှုရှိကြသည် မခင်ရွှေကလည်းမနေတတ်သည့်အလျောက်အိမ်မှုကိစ္စတွေမှာရော အဖိုးကြီးဘွားကြီးဝေယဝန်းစားတွေမှာရော စည်ရနာကောင်းကောင်းဖြင့်ဝိုင်းကူလောက်ကိုင်းဆောင်ရွက်ပေးနေသောကြောင့်မိန်းကလေးကပူပြီးမခင်ရွှေကိုချစ်ခင်ရှာသည်ဖိုးကြီးနှင့်အဖွားကြီးသည်မခင်ရွှေ၏စည်ရနာကိုမြင်ရသောအခါဆက်ဆံအမှုအမူအရာစိတ်တရားရောင်ရှိသည်ကို မပြင်းတော်လဲမခင်ရွှေကိုကျင်းနာချစ်ခင်သည့်စိတ်ထားရှိသည်ကိုမခင်ရွှေကသိရှာစွာကဲခတ်မိသည်သူနှစ်ပင်အင်ရှင်မြင်းမိန်းကလေးနှင့် မခင်ရွှေတို့အင်ကိစ္စအဖိုးကြီးဖွားကြီးဝေယဝိစာကိစ္စတွေကိုတယောက်နှင့်တယောက်မခုမကက်လုံခြုံနေကြခြင်းဖြင့် မင်းကလေးသည်မခင်ရွှေကိုပူပြီးယုံစားချစ်ခင်လာသည်သူနှင့်ပင်မခင်ရွှေကြောင်းအားသည့်တရက်တွင်ပူကြီးဖွားကြီးတို့ဖုန်ကြီးကြောင်းတို့ထွက်သွားကြသည့်ခိုက်မင်းကလေးနှင့်မခင်ရွှေတို့အလုံးမရှိကြဘဲအေးအေးလူလူစကားပြောနေကြရင်ကမိလောင်သွားသောအိမ်ချောင်းကိုရောက်သွားကြသည်ထိုအခါမင်းကလေးကတဲလွန်စားကိုခေါ်ပေးလိုက်ပြန်သည်ဖဖိုးနှင့်ဖွားဖွားကမမကိုခက်စင်းစင်းဆက်ဆံနေတာကိုမမသိလား မခင်ရွှေသည်ရင်နေသောအချက်ဖြစ်၍မခင်ရွှေကစိတ်ဝင်စားလာသည်အေးပြောပြစမ်းပါဦးညီမလေးရဲ့ဟုအမှတ်မထင်သဘောမျိုးဖြင့်မေးလိုက်သည်ကျမစီကသိရတယ်လို့တော့မပြောနဲ့နော်မမမပြောပါဘူးကွယ်မမဝမ်းထဲမှာပဲထားပါမယ်ညီမလေးကမမချစ်ပါလေစိတ်ချပြီးပြောပါမခင်ရွှေကခိုင်နှုံသောအတန်းဖြင့်ဂရိပေးလိုက်မမကဟိုမီလောင်သွားတဲ့အင်ကြီးကပြောင်းလာတာဆိုတော့သူတို့မေးပြောက်ထားတဲ့အကြောင်းကို တတိယစီတဲ့အတွက်ကြောင့်မို့စိတ်မကောင်းလို့ခက်ဆင်းဆင်းနေလိုက်ကြတာပါမမကိုမုန်းလို့တော့မဟုတ်ပါဘူးဒါဆိုင်လေးညီမလေးရဲ့မမကမိလောင်သွားတဲ့အင်ရှင်တွေမှမဟုတ်တာနောက်ပြီးအင်ကြီးမိလောင်သွားတာအဖိုးဖွားတွေနဲ့ဘလို့ပတ်သက်နေလို့လဲမခင်ရွှေနားမလဲတော့ကြောင့်ပြန်မေးလိုက်သည်မမနဲ့အင်ကြီးနဲ့တော့မဆိုင်ပါဘူးဒါပေမဲ့ဒီအင်ရှင်ကြီးရဲ့ပိုင်ရှင်ဟိုယူပြီးသေးသွားတဲ့ဥတော်ထွန်းတို့ဇနီးမောင်နှံကရေပြိုင်နဲ့ပတ်သက်နေတဲ့လူတွေမဟုတ်လား ရေပြိုင်ဆိုတဲ့နာမည်ကိုကြားလိုက်ရရင်ဖိုးဖိုးနဲ့ဖွားဖွားကသူတို့အကူအတွက်စိတ်မကောင်းဖြစ်ရတာကအစပြန်ပေါ်လာတတ်လို့မခင်ရွှေသည်ပါဇက်ကိုမတိမတာဟလိုက်မိသည်ရေပြိုင်နဲ့ငါနဲ့ရေဇက်ကိုမကုံနိုင်ပါလားကြုံမှကြုံရပါလေမတွေးထင်မျော်လင့်မဲမိဆက်မြိုင်နဲ့တွေးကြုံရပြီးရေပြိုင်ရွာကြောင်းတိလိုက်ရပြန်သည်ယခုဒီအဖိုးကြီးနဲ့အဖွားကြီးကလည်းရေပြိုင်ရွာနဲ့ပတ်သက်နေပြန်ပြီတဲ့အေးငါဖို့ မှတ်တမ်းရေးစရာ ထုတ်ပတ်တွေတခုရပြန်အောင်တော်မယ်ထင်တယ်။ဒီတစ်ခါကြားရမယ့်အကြောင်းအရာထဲမှာကိုစိမ်းအောင်နဲ့ပတ်သက်တာမပါပါစေနဲ့တော့။မခင်ရွှေသည်စိတ်ထဲကတန်အောတွေးကဆူတောင်းလိုက်မိသည်။ထို့နောက်ပြောပါအောင်ညီမလေးရဲ့ရေပြာရင်နဲ့ဟူသေးဆုံးသွားတဲ့ဥတောက်ထုံးတို့နဲ့ဒီရင်ကအဖိုးဖွားတွေနဲ့ကဘလို့သက်ဆိုင်နေလို့လဲ။ဟုမိပီတာမိကုန်းကိုထပ်မေးလိုက်မိသည်။ဖိုးဖိုးနဲ့ဖွားဖွားကဥတောက်ထုံးတို့နဲ့တော့မပတ်သက်ပါဘူး။ဒီပြိုင်နဲ့သာပတ်သက်တာပါ တို့ကိုကြီးကရီးပြာရင်ရွာမှာနေရင်တရေမကြရအောင်ပျောက်သွားလို့ဒါကြောင့်ရီးပြာရင်ရွာနံမီကိုကြားလိုက်ရရင်တို့အကိုကြီးကိုတရိယစိတ်မကောင်းကြဘူးမိတော်သွားတဲ့အင်ကြီးကဥတောက်ထုံးတို့ဇနီးမောင်နှံကတို့ဘယ်ကပြောင်းလာလဲဆိုတာကိုမပြောကြပဲလျှို့ဝှက်ထားကြပေမဲ့လူမသိစေချင်တဲ့အကြောင်းကကြံဖန်ပေါ်တတ်တာပဲမမဖိုးဖိုးနဲ့ဖွားဖွားကဘလို့တီးသွားကြလဲဆိုတာမပြောတတ်ဘူးဥတောက်ထုံးတို့ဇနီးမောင်နှံရောနောက်မှပြောင်းလာတဲ့ဥဖေဆိုင်တို့ဇနီးမောင်နှံရော ခေါ်ပြီးသူတို့အကိုကြီးကြောင်းကို မေးကြတယ်တဲ့ဒါပေမဲ့နှစ်ဦးစလုံးကသူတို့အကိုကြီးကြောင်းနဲ့ပတ်သက်ပြီးဘာမှမပြောနိုင်ကြဘူးဦးတော်ထွန်းတို့ကဆိုရေပြိုင်နဲ့မပတ်သက်တော့ဘူးလို့တောင်ဘူးကွယ်ပြီးညင်းကြသေးတယ်ရေပြိုင်ကသူတို့မရောက်ဘူးတဲ့ဟန်မျိုးဒါပေမဲ့အခုကတင်ပြောသလိုလူမသိစေချင်တာဟာကြံဖန်ပြီးလူသိတတ်တယ်သူတို့ဘလို့ပဲဟန်ဆောင်ပေမဲ့သူတို့တွေမှာရေပြိုင်နဲ့ပတ်သက်နေတဲ့လူတွေဆိုတာကိုဖိုးဖိုးနဲ့ဖွားဖွားကသတင်းရနေပြီး မခင်ရွှေသည်မင်းကလေးပြောနေသည်များကိုနားထောင်နေရမှမကောင်းမှုဟူသည်စိတ်ကိုရမရှိဆိုသောစကားကိုသတိရနေသည် ကောင်းသောအကြောင်းသာလျှင်လူမသိအောင် ဖုံးပြလို့ရပေမည်မကောင်းသောအကြောင်းသည်မိသည့်နည်းနည်းမျှမလုံးချုံတတ်ပေမိစမ်းမြန်ကအသက်ပေးကယ်ဆယ်ခြင်းမပြုခဲ့လျင်ဥဖေဆိုင်တို့ဇတိမောင်နှံရုံမောင်မှုကိုခံလိုက်ရသော သူ့အဖို့မိသည့်အရှက်ကွဲမိကိုစဉ်းစားကဥဖေဆိုင်တို့ဇတိမောင်နှံကိုဆက်ဆုံရွှေရှာခြင်း မီဆန်းမြန်ကိုကျေးဇူးတင်သနာခြင်းတို့ကြောင့်စိတ်မကောင်းစွာငိုင်သွားမိသည်။မခင်ရွှေဤပြောင်းလဲသွားသောမျက်နှာကိုအကဲခံမိသောမင်းကလေးကကျမပြောတာတွေကိုမယုံလို့လားမမဟုမေးလိုက်။ထိုအခါမခင်ရွှေသည်မျက်နှာကိုပြင်လိုက်သည်။ယုံပါလေညီမလေးရဲ့သူတို့လျှို့ဝှက်ချက်ကိုလူသူရဲ့ဆိုတော့မျက်စွာဖျားဟောကြားတဲ့မကောင်းမှုဟူသည်စိတ်ကိုရမရှိဆိုတာကိုသတိရပြီးတရားချလိုက်ပြီလို့ပါ။ဟူပြင်လိုက်သည်။ဆက်ပြောပါအောင်ညီမလေးဟုဆက်လက်တိုက်တွန်းလိုက်သည်။ မင်းကလေးကဆက်ပြောသည်ဒါနဲ့အဖိုးဖိုးနဲ့ဖွားဖွားလဲသူတို့တွေကိုမူမမှန်တဲ့လူတွေလို့ယူဆပြီးခေါ်ပြောဆက်ဆံခြင်းမပြုလုပ်တော့ပဲကင်းကင်းနေခဲ့တယ်အခုမမကသူတို့တွေနေခဲ့တဲ့အိမ်ကြီးကပြောင်းလာလားဆိုတော့ဒီအိမ်ကြောင်ပြောလိုက်ရင်ဒီလူတွေကိုရောရေးပြအိမ်ကိုရောသူတို့ရဲ့ပျောက်ကွယ်သွားတဲ့အကူကြီးကိုရောတတိယပြီးစိတ်ထဲမှာမကောင်းတော့မမကိုစိတ်ထဲကခင်မင်ကျင်နာကြပေမဲ့ဒီအိမ်ကြောင်နဲ့ဒီအိမ်မှာနေတဲ့လူတွေအကြောင်းမကြားကျင်ကြတော့လို့စိမ့်စိမ့်နေလိုက်တာပါမမရဲ့ မင်းကလေးရှင်းပြသောအခါမခင်ရွှေကသဘောပေါက်လိုက်သည်အကယ်၍ရရောဝင်ဝင်စကားပြောမိကြလင်ဤเจ้าတွင်ပါလာမည်ဆိုသည့်အတွက်ဖူဖူနှင့်ဖွားဖွားကြီးတို့ဤသို့နေထိုင်ကြောင်းသိလိုက်ရသောအခါအဖိုးကြီးနှင့်အဖွားကြီးတို့စိတ်ထိခိုင်းလောက်အောင်ဖြစ်သွားသည့်ပျောက်ွယ်သွားသောအကူကြီးเจ้าကိုများစွာသည့်လူသောဆန္ဒပေါ်လာသည်အဖိုးနှင့်အဖွားစိတ်မကောင်းအောင်ပျောက်ွယ်သွားတဲ့အကူကြီးနံမီကဘသူလဲလဲညီမလေးမခင်ရွှေကမေးလိုက်သောအခါမင်းကလေးသည်မဆိုင်မတော့ပြေးလိုက်သည်ဥတာဘောတဲ့ မင်းကလေးပြေကြောင့်မခင်ရွှေသည်ကြီးစွာသောအံ့ဩခြင်းဖြင့်ဟာဟူသောစကားလုံးသည်မချုပ်တီးလိုက်နိုင်မီနှုတ်မှလွတ်ထွက်သွားသည်မင်းကလေးသည်မခင်ရွှေမှထွက်လာသောအံ့ဩတန်ကြောင့်မခင်ရွှေမျက်နှာကိုဖြတ်ခနဲကြည့်လိုက်ဘာဖြစ်လို့လဲမမဥသာပေါ်ကြောင့်ကြားဘူးလို့လားမင်းကလေးကမေးလိုက်သောအခါမှမခင်ရွှေသည်နှုတ်မှထွက်သွားသောအံ့ဩတန်ကိုသူသတိပြန်ပြူမိလိုက်သည်ဆုံးပြန်ချီပြီးရေပြိုင်နှင်းမခင်ရွှေရေစက်မကုန်နိုင်ပါလား အင်ရှင်ဖိုးကြီးနဲ့အဖွားကြီးသည်အသက်80ကျော်အရွယ်တွေဖြစ်ရာသူတို့၏ပျောက်ဆုံးသွားသော အကိုကြီးဆိုသူသည် ရေပြိုင်မှနေထိုင်ပျောက်ဆုံးသွားသည်နာမည်ကလည်းဥသာဘော်ဖြစ်နေသည် ထို့ကြောင့်ယခုကြာရသောဥသာဘော်သည်မြည်သည့်နင်းနေမဆိုးဘွားရွှေင်းတို့ထံမှနေထိုင်ခဲ့သည့်မွေနိုင်နေသူဆရာကြီးအဘသာဘော်ပင်ဖြစ်ပေလိမ့်မည်ဟုမခင်ရွှေက ခိုင်လုံစွာတွေးလိုက်သည်ယုတ်ဒီရဲ့စကားပြန်မပြောနိုင်သေးပေမယ့် ်ဝိုင်းအင်ရွှေပြပြသည့်ရေပြိုင်ရွာမှမွေးနိုင်သူဆရာကြီးအဘသာပေါ်သည်နဂါကြိုက်သောလူနာကိုနောက်ဆုံးကူတာပြီးနောက်သူနဂါကိုပခုံးမော်တင်ပြီးထွက်သွားရမှဆုံဆုံမြုပ်ပျောက်ကွယ်သွားကြောင်းဖွားရွှေအိမ်ခင်မွန်းဥဖူအောင်ကအိမ်မက်ထဲတွင်ဖွားရွှေအိမ်အပြူပွားကထူးဆန်းစွာတွေ့ခဲ့ရသည့်ဝိညာဉ်လိုလိုယောက်ျားပြူနှင့်မိန်းမပြူတို့ကိုတွေ့ခဲ့ရာဖျားစီသည်ဟုရှိသည့်ကုန်းထိပ်ပေါ်ဝဲအဘသာပေါ်ကိုလူတစ်ပိုင်းမူတစ်ပိုင်းဖြစ်အိမ်မက်မက်ကြောင်း ပြန်လေတရိယတွင်းနေမိသည်ဖိုးဖိုးကိုအဘာသာဘောကိုမမတိလို့လားရေပြိုင်အကြောင်းကိုတွင်းနေသောမခင်ရွှေဤနှုတ်ဆိတ်စွာနိုင်နေပုံကိုမိန်ကလေးကအံ့ဩစွာကြည့်ပြီးထက်မှန်မေးမြန်းလိုက်သည်ထိုခါမှမခင်ရွှေသည်ကြီးစွာအံ့ဩမှုကိုပြန်လေထိန်ချုပ်လိုက်သည်ခုညီမလေးပြောတဲ့ဥဒါဘောဆိုသူက အဖိုးရဲ့အကူလားအဖွားရဲ့အကူလားမင်းကလေးအမေကိုမဖြေဘဲမခင်ရွှေကပြန်လဲမိကုန်းထုတ်လိုက်သည် မင်းကလေးသည်သူမင်းကုန်းကိုမဖြေဘဲပြန်လှန်မင်းကုန်းထုံလိုက်သောမခင်ရွှေကို ဖြက်ခနဲလှည့်ကြည့်လိုက်ပြန်သည်သူတော်စိတ်ထဲတွင်အထွေထူးထင်မုံမရကျောင်းဆရာမပြီးပြီးသူများမင်းကုန်းကိုမဖြေလိုဘဲသူကသာမင်းကုန်းထုံလိုက်သည့်ကျောင်းဆရာမညင်သာဖြစ်မိဟူသောယူဆချက်ဖြင့်မခင်ရွှေမင်းကုန်းကိုဖြေလိုက်သည်ဖိုးဖိုးနှင့်ဖွားဖွားနှစ်ယောက်စလုံးရဲ့အကူမမရဲ့မခင်ရွှေမျက်လုံးပြူးသွားတော်သည်နှစ်ယောက်စလုံးရဲ့အကူဆိုတော့အရင်ကအဖိုးနှင့်ဖွားသည်မောင်နှမအရင်ဖြစ်မနေဘူးလား ဝန်မအရင်ချင်းတော့မိသည်မိဘကားများလက်ထပ်ပေးမည်မဟုတ်မိန်းကလေးမသိ၍ပြောနေခြင်းဖြစ်ပေသိမည်ဟုမခင်ရွှေတွေးလိုက်ပြီးညီမလေးပြောတဲ့အတိုင်းဆိုရင်ဒီအဖိုးနဲ့အဖွားကမောင်နှမအရင်ဖြစ်မနေဘူးလားဟုမေးလိုက်သည်မိန်းကလေးကရေပြီးဖြစ်၏မသိတဲ့လူကတော့ဒီလိုပဲပြောနေကြတာပဲမောင်နှမအရင်တော့မဟုတ်ဘူးဒါပေမဲ့ဘိုးသားပေါ်ရဲ့ညီနဲ့ညီမတော့အမှန်ပဲတွေ့ရခဲ့သည့်ပဟေလိကြီးပါလားဟု မခင်ရွှေစိတ်ထဲမှပြောလိုက်သည် သို့သောအဖိုးကြီးနှင့်အဖွားကြီးမောင်နှမအရင်ဟုတ်သည်မဟုတ်သည်ကိုဆက်မတွေးဘဲအဘသာဘောအကြောင်းကိုမေးလိုက်သည်ဒီအဘသာဘောဆိုတာဘာကြောင့်တာချင်းဆွေမျိုးတွေရှိနေတဲ့ဒီဒီသားမမနေဘဲရေပြိုင်ဆိုတဲ့နေရာမှာတွားနေတာလဲညီမလေးကျမလည်းမသိဘူးမမရဲ့ဒီအကြောင်းကိုဖိုးဖိုးနဲ့ဘောဘွားကသာသိရင်သိကြနိုင်မယ်ဘိုးသာဘောကမွေကလူဖြစ်လာလားဆိုလားမသိဘူးကြောက်စရာကြီးမှုကျမနားမထောင်ရဲပါဘူး မခင်ရွှေသည်ကလေးမကလေးကိုဘာမျှဆက်မမေးတော့ပေဆက်မင်းနေနေဘလုံးမွေးဖြင့်တွေ့ရခဲ့သည့်အချိန်မျိုးကိုသာပြီးနေလိမ့်မည်အင်းရှင်ဖိုးဖိုးနဲ့ဖွားဖွားတို့ကသာဤအဖြစ်ကိုတိချစွာပြောနိုင်ပေမည်ထို့ကြောင့်အဘသာပေါ်เจ้าကို သူနီးသူဟန်ဖြင့်စုံစမ်းရန်မခင်ရွှေစိတ်ကူးရလိုက်သည်ဖွားရွှေရင်က ပြောခဲ့သည့်အဘသာပေါ်သည်ဘဲကလာသည်မသိသူကိုရာဇဝင်ကိုလည်းမိသူမျှမေး၍မရဟုဆိုခဲ့သည် ဆွေမျိုးချလိုတိန်တဲ့နေလာသည့်ဖွားရွှေရင်တို့ဇနီးမောင်နှံပင်မတိလိုက်ရသောအဖိုးသားဘော်ဤဘဝတဲလွန်စကိုယခုမခင်ရွှေသည်တိုက်တိုက်ဆိုင်ဆိုင်ရလိုက်လိမ့်ပြီရေပြာရင်ရွာနဲ့ငါတော်တော်ရည်ဆက်ဆုံးမလားတရက်ရွာကိုရောက်လာတော့လဲမလို့ဘိုးသားဘော်เจ้าကတော့မိစမ်းမြိုင်လေးတို့မိသားစုအဖြစ်မျိုးလိုလူကြမကောင်းတဲ့အဖြစ်မျိုးတော့ဟုတ်မယ်မထင်ပါဘူးဘာကြောင့်ဆိုတော့ ။ဘုဒ္ဓဘောကိုယ်တိုင်ကတရားဝါရီအသက်ကိုကယ်တင်လာခဲ့တဲ့သူတော်ကောင်းကြီးစစ်စစ်ပဲ။မခေရွှေသည်ရေပြာရွာနှင့်ပတ်သက်ပြီးတွင်းနေရာမှမိန်းကလေးကိုပင်သတိမထားမိတော့ချေအတွေ့ထဲမှနေနေသည်။အတွေ့အမြင်ကိုဖြတ်ပြီးမိန်းကလေးကိုကြည့်လိုက်သောအခါမိန်းကလေးသည်မိသည့်ချိန်မှစပြီးမိဖို့ဆောင်ဘက်သို့ထွက်သွားမှန်းမသိလိုက်တော့မိဖို့ဆောင်သို့မခေရွှေလိုက်လာခဲ့ပြီးတော့ထမင်းဦးတေရန်ဆန်းစည်နေလေပြီ။ခန်းကိုကြောင်မိသည့် နေ့တနေ့ဝယ်မခင်ရွှေသည်မျိုးရဲထွက်ပြီးသူတို့အပ်သည့်ပစ္စည်းလေးတွေကိုဝယ်ချမ်းပြန်လာရမှတပေပတ်လည်းရှိသောပကြီးကားတစ်ချပ်ပါလာသည်ပကြီးကားကိုတန်မြတ်ဖြူစင်သောပိတ်ဖြူဖြင့်ထုတ်ပိုးထားသည်အိမ်ကမ်းဘက်တွင်ကွင်းတစ်လုံးအလယ်မှာချထားပြီးသူတို့သက်သာစကားပြောနေကြသောအဖိုးကြီးနှင့်အဖွားကြီးရှိရာသို့မခင်ရွှေကရိုသေစွာသွားပြီးသူတို့နှစ်ယောက်ရှိမှဒူးတုံ၍ထိုင်နိုင်သည်ဖိုးဖိုးနှင့်ဖွားဖွားကို ကျမကတော့ပါတယ်မခင်ရွှေကပြောပြီးသူယူလာသည့်ပစ္စည်းတွေထဲက ဖိုးကြီးနဲ့ဖွားကြီးကြိုက်တတ်သည့်မလိုင်လုံးထုံကြီးကိုသူတို့နှစ်ယောက်စလုံးရှိမှထားပြီးယူသေးစွာလက်အုပ်ချီကြောလိုက်သည်မခေရွှေသည်ဤရင်သို့ရောက်လာပြီးမှတလားတစ်ချိန်လောက်ယခုလိုဖိုးကြီးဖွားကြီးကြိုက်တတ်သည့်မုံပဲဒီစာဟင်ကြီးဟင်းလျာဝယ်ပြီးကြောတတ်သည်ဖိုးကြီးနှင့်ဖွားကြီးကတည်ပြီးဖြစ်သောကြောင့်အထူးဆန်းမဟုတ်တော့ချေတို့မှာရှာရှာပါပါမဟုတ်ပါဘူးဆီယမရဲ့ပစ္စည်းမပါဘဲလက်အုပ်ချီကြောရင်လည်းကျင်းတတ်ပါတယ် ဆီယမားရဲ့စေတနာကိုတို့တည်ပြီးသားပါဟူသောစကားကို ပြောခဲ့ဘူးသည်သို့သောမခင်ရွှေက ကျမမာမိဘဘဝရဲ့လို့မရှိတော့ရောက်ရာကြုံရမှာအခုလိုတက်ကြီးဝါကြီးပုံကိုယ်တွေကိုပဲကျမမိဘတွေလိုဘိုးဘွားတွေလိုလှူခဲ့ရပါတယ်ကျမကိုတနာရင်လက်ခံပါယူယူတီတီတောင်းပန်ထားသောကြောင့်အဖိုးကြီးနှင့်အဖွားကြီးတို့ကမခင်ရွှေကြော့သောပစ္စည်းကိုလက်ခံသည်။သမင်းလာကကိုလျှော့ယူလာခဲ့ကြသည်။ ယခုလဲမခင်ရွှေကတော့ဒီကိုခံယူပြီးစုမုံများပေးလိုက်ပြီးတော့ကမခင်ရွှေကစကားဆားလိုက်ဖိုးဖိုးနဲ့ဖွားဖွားကိုကျမကြိုတင်ပြီးအတိပေးတောင်းပန်ထားပါရစေ။ဘာများလဲဆရာမအဖွားကြီးကမေးသည်။အခြားတော့မဟုတ်ပါဘူး။ကျမကြည်ညိုနေတဲ့ပုပ်ကူကြီးတူရဲ့ဘုံကိုကျမအခန်းမှာရိုးရိုးသေးသေးကိုးကွယ်ထားခြင်းလို့ပါ။ဒီပုပ်ကူကြီးရဲ့ဘုံကိုကြည်ဆရာတယောက်ထံမှာအပ်ပြီးဆွဲခိုင်းလာခဲ့တာဒီနေ့ပြီးလို့တွားယူခဲ့ပါတယ်။ ဘိုးဘွားဖွားတို့အိမ်ပေါ်မှာကျမနေခိုက်ဒီပုံကိုကျမကူးွယ်တာဖွားဖွားတို့ကိုကြိုတင်အဒီမပေးမပန်ချရင်အင်ရှင်ဖြစ်တဲ့ဘိုးဘွားဖွားတို့ကိုမယူသေးရရောက်မှာစိုးလို့ပါဘာပုံလဲဆရာမ38မိနစ်နဲ့ပုံတွေလားဖူးကြီးနဲ့ဖွားကြီးဒီအနန်တော်နန္ဒငါးပါးကလွဲလျင်မြည်သူကိုမြမကူွယ်ပဲရှင်းရှင်းနေချောင်းကိုမခင်ရွှေရောက်လာကလေးကပင်တည်သည်ဖူးကြောင့်ဖွားကြီးကနတ်ပုံတွေဥထင်ပြီးမေးလိုက်ခြင်းဖြစ်သည် မဟုတ်ပါဘူးဖဖွားရဲ့ကျမရေပြာရင်ရွာမှာနေစဉ်မခင်ရွှေစကားမဆုံးမီစကားတခုမှမပြောခဲ့တော့နှုတ်ဆိတ်နေတော့အဖိုးကြီးကဖြတ်မိလိုက်သည်အော်ဆီယမကရေပြာရင်ရွာမှာနေခဲ့သေးတာကို ခုမှပဲသိရတယ်ခုပြောလိုက်တော့အဖိုးကြီးအန်သည်စိတ်ဝင်စားသွားဟန်တူသည်ဟု မခင်ရွှေကယူဆလိုက်သည်ဟုတ်ကဲ့ပါဖဖိုးမခင်ရွှေကဖြေလိုက်သည်ကဲကဲဆက်ပြောစမ်းမအောင်လေဖိုးကြီးကနေရာကိုပြင်ထိုင်ရင်းတိုက်တွန်းလိုက်သည် ဟုတ်ကဲ့ရေပြာအိမ်မှာကျမနေထိုင်ခဲ့စဉ်ကအင်မတန်ကြီးညူစရာကောင်းတဲ့ပုံကူကြီးတစ်ပါးအကြောင်းကိုကျမနေတဲ့အိမ်ရှင်ဖွားဖွားရွှင်ပြပြလို့ကြားခဲ့ရပါတယ်လူကိုယ်တိုင်မတိလိုက်မမီလိုက်တော့လဲဒီပုံကူကြီးရဲ့မြင်းမြတ်တဲ့စိတ်ထားနဲ့ဝင်ကြိုက်ခံရတဲ့သတ္တဝါမှန်သမျှကဲတင်ခဲ့တယ်လို့ကြားရတော့ကြီးညူလုံးလုံးစိတ်မှန်းတဲ့ကတော့မိပါတယ်တော်ရွာဆိုတော့လဲပကြီးဆရာရဲ့ပဲရှိပါမလဲအခုမျိုးကိုရောက်လာတော့ပကြီးဆရာတူးစီမှာဒီပုံကူကြီးရဲ့ထုတ်ပတ်တီးနဲ့ လာရောတဲ့ပကြီးပုံဆွဲခိုင်းရတော့တယ်ဒီပုပ်ကိုကြီးပုံကိုကျမကိုးွယ်မလို့ပါမခေရွေစကားကြောင့်ဖိုးကြီးနဲ့အဖွားကြီးမျက်နှာသည်စိတ်အားထက်သန်သောအမူအရာမျိုးဖြစ်လာကြသည်အဲ့ဒီပုပ်ကိုကြီးနမ်းမီကိုတော့တိခဲလားဆီယမ်မဖွားကြီးကမေးသည်ဟုတ်ကဲ့တိလာပါလေဖွားဖွားကျမหนีခဲ့တဲ့ဖွားဖွားရွှေရင်တို့အိမ်မှာပဲဒီပုပ်ကိုကြီးကသူပျောက်ကွယ်သွားသည့်အတိုင်းနေထိုင်သွားခဲ့တယ်ဆိုတော့ဖွားဖွားရွှေရင်ကတည်တည်ချာချာပြောပြလိုက်လို့ကျမမှတ်မိနေပါတယ် ပြောစမ်းမဆရာမနမီကဘလို့တဲ့လေဖွားဖွားရွှင်ကတော့သူ့ထဲအသက်ကြီးတာတကြောင်မောင်နှမရင်းချလို့နေကြတော့ကိုရင်တာပေါ်လို့ခေါ်ပါတယ်တဲ့နမီရင်းကတော့ဥတာပေါ်ပေါ်ဖူဖူဖူကြီးနဲ့ဖွားကြီးဒီတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်ထို့နောက်တက်ပြင်းပြိုင်လူချလိုက်ကြသည်ဆရာမပြောတဲ့အိမ်မှာဥတာပေါ်ဆိုသူနေသွားတာဘလောက်ကြာပြီတဲ့လေဖူကြီးကမေးသည်ဖွားဖွားရွှင်ပြောပြခဲ့တဲ့အတိုင်းကျမအမှတ်လာခဲ့တာတော့ ဖွားဖွားရွှင်အသက်20လောက်မှာဖြစ်ပါတယ်။ကျမရေပြန်ရွာကထွက်လာခဲ့စဉ်ကဖွားဖွားရွှင်အသက်ဟာ80နာနီးနေပြီ။ဖိုးကြီးနဲ့ဖွားကြီးနှစ်ယောက်စလုံးအတန်ကြာစကားမပြောကြဘဲနှုတ်ဆက်စွာနေကြပြီးမှတယောက်တစ်ခွန်းပြောလိုက်ကြသည်။ဆီယမ်မကူးကွယ်မယ်ဆိုတဲ့ပုံကိုပြသမှာဘလူပုံမျိုးဆွဲခိုင်းထားတယ်။ မခင်ရွှေကသူယူလာသည့်ပကြီးပုံကိုထုတ်ပိုးထားသည့်ပိတ်ဖြူစားကိုညင်သာစွာဖြည့်ပြီးအဖိုးနှင့်အဖွားကြီးနှစ်ယောက်ရှိသောယူသေးစွာထောင်ပြလိုက်သည်ပကြီးပုံကဖွားဖွားရွှေရင်ပြပြခဲ့သည့်အဖြစ်ကိုမူတည်ပြီးရေးဆွဲထားခြင်းဖြစ်သည်ဇေဒီယိုရှိရာတောင်ကုန်းပေါ်မှကိုရင်သာပေါ်ကိုဥဖိုးအောင်ကအိမ်မက်ထဲမှတွေးခဲ့တဲ့ဟူသောစကားတိုင်းရေးဆွဲထားသောပုံဖြစ်သည်စိမ်းမဆွေထားသောအဘသာပေါ်မျက်နာသည်တင်းကျိန်ခံညာသည် ကြက်တည်ရရှိသည် ။တရားတွေကိုကျင်နာသည့်ယူနာရှင်မျက်နှာမျိုးပြပြတသားပေါ်တွင်နေသည်။ဘုဒ္ဓဘော်ဤပုံတရံကိုမှတ်စာပြီးယူဆထားသောပကြီးပုံကပင်ကြီးညူစရာကောင်းနေသည်။ခိုးကြီးသည်ပကြီးပုံကိုမခင်ယူလက်ထဲကယူလိုက်သည်။ထို့နောက်အဖွားကြီးနှင့်အလူပုံကိုမျက်မျက်နှိုးနှိုးကြီးကနှစ်အောင်စလုံးမျက်ရည်လဲနေကြသည်။မခင်ရွှေကအဖိုးကြီးနဲ့အဖွားကြီးအရေးကဲကိုတတိထားကြည့်နေသည်။ဖိုးကြီးနဲ့အဖွားကြီးသည်ပကြီးပုံကိုမဝနိုင်သောကြည်ချင်းဖြင့်ကြည့်နေကြခြင်း ။မခင်ရွှေတထဲသူပြန်မပေးပဲသူတို့နှစ်ယောက်ထိုင်နေသည့်နေရာမှာရှိနေသောစပွဲဝိုင်းခုံလေးပေါ်သို့တယူတသေးတင်ထားလိုက်ကြသည်။ထို့နောက် မခင်ရွှေကိုပြောလိုက်၏။ဒီပုံကိုဆရာမတယောက်တည်းကိုကိုွယ်ဖို့မဟုတ်ဘူး။ဖိုးနဲ့ဖွားပါကိုကိုွယ်ပါမယ်။ဘာကြောင့်မလဲဖူဖူ။မခင်ရွှေကမတိဟန်ဆောင်ပြီးမေးလိုက်သည်။ဘာကြောင့်ဆိုတာကိုတော့ပြောသိရင်ပြောပါမယ်လေ။ဆီယမကြားလာခဲ့တဲ့ဥသာပေါ်အကြောင်းကိုပြောဆက်မအောင်။ ရေပြာရွာမှာဥသာပေါ်ဘလူနေထိုင်ခဲ့တယ်။ဘာတွေလုပ်သွားတယ်။နောက်ဆုံးဘဲကူပျောက်ွယ်သွားခဲ့တယ်ဆိုတာအဖိုးတို့တီချာချာကြားကျင်ပါတယ်ဆီယမ။အဖိုးကြီးနဲ့ဖွားကြီးကတိုက်တွန်းလိုက်ကြသည်။ဟုတ်ကဲ့ဖွားဖွားရွှင်ပြောပြခဲ့တဲ့အတွက်ကျွန်မမှတ်တမ်းသဘောမျိုးတီတီချာချာတလုံးမကျန်းရေးမှတ်ခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းကိုဖိုးဖိုးနဲ့ဖွားဖွားဖတ်ကြည့်ပါ။မခေရွှေကပြောပြီးသူရေးသားမှတ်တမ်းတင်လာသည့်ရေပြာရင်မှဇလန်းများဖိုင်တွဲကြီးကိုယူလာသည်။ ဖိုင်ထဲမှာဥသာပေါ်အကြောင်းကိုမှတ်တမ်းတင်ထားသည်။ရေပြာအိမ်မှမွေနိုင်သူဟူသောစာရွဲကိုယူပေးလိုက်သည်။ဆီယာမပဲဖတ်ပြပါ။ဖိုးကြီးဖွားကြီးနှစ်ယောက်စလုံးကပြောသောကြောင့်မခင်ရွှေကအာရှင်းရှင်းဖြင့်ရေပြာအိမ်မှမွေနိုင်သူအကြောင်းကိုဖြည်းဖြည်းလေးလေးဖတ်ပြလိုက်ပါသည်။ဖူဂျီနေဖွာကြီးသည်ကျုံယုံစွာထိုင်ကတရားနာတကယ်သို့လေးလေးစားစားနားထောင်နေကြသည်။မခင်ရွှေဖက်ပြ၍ရေပြာအိမ်မှဝင်နိုင်သူအပသာပေါ်အကြောင်းဆုံးသွားသောအခါ ဘိုးကြီးရောဖွားကြီးပါမြေပြင်ကြနေသည့်မျိုးလုံးအိမ်မှမျက်ရည်များစိတ်လာသည့်ကိုမခင်ရွှေတွေ့ရသောအခါသူတို့နှစ်ယောက်သည်သူတို့အကိုကြီးဖြစ်သူဘိုးသားဘော်ကိုမြည်များချစ်ခင်လွှမ်းဆိုနေသည်ကိုခံမှန်းလိုက်မိသည်မခင်ရွှေပင်ဖွားရွှေရင် ပြောပြစဉ်ကမမြင်ဘူးလိုက်သည့်စိတ်ထဲမှာဝမ်းနဲ့တို့လိုခံစားလိုက်ရသည်ဖြစ်ရာညီကိုင်းဖြစ်သောအဖိုးကြီးနှင့်အဖွားကြီးတို့မျက်ရည်ကျသည်မှာကြားလိုက်ပါသည်ဟုမခေရွှေကတွေးလိုက်သည် ။ဖူဂျီနေဖွာကြီးကမျက်ရည်တုံနေစင်းမှာပင်မခင်ရွှေကမမြင်အောင်ဆောင်ပြီးပြောလိုက်သည်။ရေပြာမှာနေစဉ်ဖွားဖွားရွှင်ပြပြကလေးကကျမစိတ်ထဲမှာအဖိုးသားဘောကိုကြည်ညိုလိုက်တာလေ။အမတန်မြင့်မြတ်တဲ့ကဲတင်ရှင်အဖိုးသားဘောရဲ့ဆွေမျိုးတွေဆိုရင်ဘလောက်များဂုဏ်ယူဖို့ကောင်းနိုင်မလဲ။မခင်ရွှေစကားကိုသဘောကျလွန်ဟန်တူတော့အကူကြီးနဲ့အဖွားကြီးတယောက်တစ်ခုပြောလိုက်ကြသည်။အော်အကူကြီးတရင်ကြတာနဲ့မရေမြာဖြစ်နေတာ။ ခုတော့တကယ်ပဲခိုင်ခိုင်လုံလုံသိရတော့ရှေ့ဖြစ်နောက်ဖြစ်ဒီကိုတွေးပြီးလွမ်းလိုက်ပါရဲ့အကူကြီးရဲ့အခွားကြီးကလှိုင်းလိုက်လဲလဲပြောလိုက်သည်အေးကွယ်အကူကြီးလေဒုကိုခွဲခံနေပြောသွားတာလေမင်းတို့နဲ့ငါအပြီးခွဲသွားတာဖြစ်ကောင်းဖြစ်မယ်ငါတို့ဘာပြစည်းမှမချန်နဲ့အလုံးယူကြကဲတဲ့နဲ့တရဝါးတွေကဲဖို့ငါသွားတော့မယ်လို့နှုတ်ဆက်သွားတဲ့အတန်ကိုငါနားထဲမှာခူးထက်တိုင်းကြားရောက်နေသေးတယ်ကွယ် ထိုအခါမခင်ရွှေကအံ့ဩဟန်ဖြင့်"ဩကျမကြည်ညိုနေတဲ့ပုပ်ကူကြီးဘူးသားပေါ်ကိုဖိုးဖိုးနဲ့ဖွားဖွားလို့တီးကြလား။တီးရင်ကျမကို ပြောပြပါလို့တောင်းမှန်ပြောပြပါလို့တောင်းမှန်ပါတယ်။ကျမကြည်ညိုတဲ့ပုပ်ကူမြကြီးရဲ့မျိုးရိုးစာတိအရက်ဒီသားကိုကျမအင်မတန်တီးကျင်ပါတယ်ဖွားဖွားရဲ့။မခင်ရွှေကအလွန်ယူသေးနှိမ့်ချသောလေတံဖြင့်ပန်ကြလိုက်သည်။ထိုအခါဖိုးကြီးနဲ့ဖွားကြီးနှစ်ယောက်သားကြီးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်။ ထို့နောက်စိတ်ကိုဆုံးဖြတ်လိုက်ကြဟန်ဖြင့်ခုမှတော့ဖုံးမနေပါနဲ့တော့အဖိုးကြီးရဲ့ဆီယမတည်ကျင်တာတွေပြောပြလိုက်ပါခုအဖွားကြီးကပြောလိုက်သည်ထို့အခါအဖိုးကြီးကအေးလေအကူကြီးเจ้าကိုအခုလိုသူနောက်ဆုံးချိန်ဘွားဇလန်ခုလိုလေးလေးစားစားယူသည်ဒါပေမဲ့ဒီအိမ်ရှင်ကြီးမကိုကျေးဇူးတင်ပါတယ်ဒါကြောင့်အကူကြီးနဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြပါတော့မယ်ကွယ်ဒီเจ้าတွေကိုအဖိုးတို့ဘသူကိုမှမဖွင့်ဟဘူးသေးဘူးဟုပြောနေသည် မကင်ရှိအလုံးမင်းဝမ်းသာသွားသည်ဂျေဇူးလဲတင်ဝမ်းလဲသာပါတယ်ဖို့ဖို့အဖိုးသားဘောเจ้าကိုရေပြာအိမ်မှမွေးနိုင်သူထုတ်ပတ်တိဆက်ပြီးကျမအမှတ်တမ်းနေရေးထားပါမယ်ပြောပြပါဖို့ဖို့ဖိုးကြီးသည်လေးသွဲသောတန်ဖြင့်စဉ်စဉ်ဆဆပြောနေသည်မကင်ရှိကစိတ်ဝင်စားစွာမှတ်သားနှာထောင်နေသည်တခါတည်းရန်အဖိုးကြီးပြောသည်များ လူနေသောခြေများကိုဖွားကြီးကထောက်ကူဖြည့်ဆွဲပြောပြနေသည် ရေပြာရွာမှမွေးနိုင်သူအဘာသာပေါ်ကြောင်းကိုဖွားရွှင်ရင်ပြောပြခဲ့စဉ်ကအဘာသာပေါ်၏နောက်ကျောင်းဘဝဖြစ်စဉ်မပါခဲ့ရေပြာရင်သူရောက်လာသည့်ခန်းကသာစတင်တည်ရသလောက်ပြောပြခဲ့ခြင်းဖြစ်ရာမခင်ရွှေသည်အဘာသာပေါ်၏ဘဝဖြစ်စဉ်ကို နောက်ကျောင်းရာသဝင်နှင့်ပတ်သက်ပြီးဗာမျှတိခဲ့ရသည်မဟုတ်ယခုမမျှော်လင့်မဲ့လိုက်ဆိုင်စွာတည်ရတော်မည်အတွက်မခင်ရွှေဝမ်းသာလွန်လာသည်ထို့ကြောင့်အဖိုးကြီးနှင့်အဖွားကြီးတို့ကိုမမိန်တော်မျိုးလုံးပြင်းကြီးက ပြောပြသည့်ဘာသာပေါ်အကြောင်းကိုစိတ်ဝင်စားစွာနားထောင်၍ဤသို့မှတ်တမ်းတင်လိုက်ရပါတင်လိုက်ရပြန်တော့သည်ဟုတ်ကဲ့ပါရှင်အပိုင်း6ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း9မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပြီးကဲ့သို့အားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်